မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လေကိကော်တိုက်ပွဲတွင်လေကြောင်းအပဝင်အသေးကန်ချုံအပြင်လက်နက်ကြီးဖြစ်ကူများဖြင့်ပါထိုးစစ်ဆင်နေတော့လေစစ်ကော်မရှင်တပ်ဖွဲ့ဝင်များတေဆုံမှုများနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ရှိလေးကိတ်ကော်မြို့တင်နှင်ဖြူဟာမြောက်အရေးပါသည့်ဆွေတော်ကုန်းဘတ်သို့ထိုးစစ်ဆင်နေသည့်စစ်ကော်မရှင်တပ်နှင့်ခုခံတိုက်ခိုက်နေသည့်တော်လန်ရေးပူပေါင်းတပ်ဖွဲ့များ၅ရက်မြောက်နေ့အထိတိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းသိရပါသည်။စစ်ကော်မရှင်သည်လေးချောင်းအပါဝင်အသေးကံကာမီကာစီဒရုန်းများလက်နက်ကြီးပစ်ကူများဖြင့်အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်နေတော်လဲရမန်နီစက်တင်ဘာ25ရက်အထိစစ်ကော်မရှင်တပ်ဘက်မှထိခိုက်တိုက်စုံမှုများပြားလျက်ရှိကြောင်းစစ်ရေးသတင်းရင်းမြစ်ထံမှသိရပါသည်။ အသေးကန်ဒရုန်းတွေအပြင်လက်နက်ကြီးဖြစ်ကူရောလေးချောင်းပါတုံးပြီးတက်လာလေသေးတာပဲရှေ့ရောက်ရင်အပြုံလိုက်မနေ့ကလည်းအပြုံလိုက်ထက်သေးတယ်ဟုစီရီတရီရင်မြစ်ကသတင်းဌာနကိုပြောပါရယ်စစ်ကော်မရှင်တီလေးကီကော်မျိုးတစ်ကိုရရှိနိုင်ရဲ့အတွက်စက်တင်ဘာ22ရက်မှစတင်ကထိုးစစ်ဆင်လာခြင်းဖြစ်ပြီး23ရက်တွင်တိုက်ပွဲပြင်းထန်က၎င်းတို့ဘက်မှစစ်ကြောင်းလိုက်အစုလိုက်အပြုံလိုက်တေဆုံမှုများရှိခဲ့ကြောင်းသိရပါရယ်စစ်ကော်မရှင်တပ်သည်၎င်းတို့အီလာအောက်ခံ nature sound တန် PDFE အကူအညီဖြင့် ထီးမဲ့ဝါကီတေးရွာဘက်မှထိုးစစ်ဆင်လာရာ BGF များပါထိခိုက်ဒေဆုံးမှုများနေ၍ရင်းနေရာတွင်ပင်ထိုးစစ်ရက်တက်နေကြောင်းသိရှိရပါသည်ထိုးစစ်ဆင်နေသည့်ဆွေတော်ကုန်းစက္ကန့်သည်လက်နက်ကြီးပြူဟာကုန်းစက္ကန့်ဖြစ်ကမြဝတီမြို့တိုက်ပွဲအပြင်နေဆက်လုံခြုံရေးအတွက်ပါပြူဟာကြသည့်စက္ကန့်ကုန်းတစ်ခုဖြစ်ကြောင်းသိရပါသည်တော်လရေးပူပေါင်းတံများသည့်အဆိုပါဆွေတော်ကုန်းခန့်ကို2024အောက်တိုဘာလအတွင်းကတည်ယူနိုင်ခဲ့ပါသည် လက်ရှိတွင်စစ်ကော်မရှင်တပ်ကအာရှလမ်းပေါ်ရှိတပ်စခန်းနှင့်စခန်းကုန်းများကိုပြန်လည်သိမ်းယူပြီးနောက်လက်ခတ်တောင်စခန်းကုန်းမှနေ၍လည်းလက်နက်ကြီးများဖြင့်ပစ်ကူတိုက်ခိုက်နေကြောင်းသိရပါသည်ဆလပီတနင်္သာရီမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးခဲ့ကြောင်း KNU မိတ်တဝက်ခရိုင်ကထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ25ရက်နေ့နနက်6:00နာရီခန့်တွင်တနင်္သာရီမြို့နယ်ရှမ်းအင်းတော်ကြီးရွာအနီးတွင်အကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုထိတွေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးက10ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။အဆိုပါတိုက်ပွဲကို KNL ကရဲမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလီလာအောက်ခံတရင်စက်တင်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လှန်ရေးရဲဘော်များအထူးကဲ့မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ အလားတူစက်တင်ဘာလ18ရက်နေ့ကလည်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာမောထောင်နေဆက်ကုံသွဲရေးလမ်းပိုင်းရှိတိန်ခွန်ကျေးရွာအနီးတွင်လည်းအကြံဖတ်စစ်တမ်းနှင့် KNL ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလီလက်အောက်ခံတရင်စက်တင်နှင့်ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား၂ဦးသေဆုံးကာတနက်နေ့လက်သိမ်းစီရရှိခဲ့ကြောင်းသိရပါသည်။ဆက်လက်ပြီးကာဆာထ6ကိုစစ်တပ်ဖြတ်သိမ်းနေဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ နေပြည်တော်လုံခြုံရေးနဲ့စစ်စစ်ရေးတွေကိုတာဝန်ယူရတဲ့အမတ်6စစ်စစ်ရေးအထူးအဖွဲ့ကာစာထာ6ကိုအာနာသိန်စစ်တပ်ကဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။စက်တင်ဘာလပထမပတ်ကဖျက်သိမ်းလိုက်တာဖြစ်ပြီးလက်ရှိမှာကာစာထာ1 2 3 4 5တို့ကိုရွေးကောက်ပွဲမတိုင်ခင်စစ်ရေးအရှိန်မြင့်ဖို့ညွှန်ကြားချက်တွေရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ကာစာထာ6ကိုဖြုတ်ပြီးကာစာထာ5အောက်ကိုထည့်လိုက်တာကာစာထာ6အခန်းခဏကပြီးသွားပြီလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။ မဖြတ်သိမ်းခင်ကအမှတ်6စစ်စင်ရေးအထူးအဖွဲ့မှုမှဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ဖြစ်ပြီးသူကိုအမှတ်7စစ်စင်ရေးအထူးအဖွဲ့မှုနေရာကိုပြောင်းရွှေ့လိုက်ပါတယ်။ CDM တက်မတော်အရာရှိတအုပ်ဖြစ်တဲ့ကိုနောင်ယိုကတော့ကစားထ6ကအပူတက်တက်ထားထားတာဆိုတော့လက်ရှိအခြေအနေအရကစားထတွေပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပါမယ်လို့မှတ်ချက်ပြုပါတယ်။ကစားထ6ကိုပြီးခဲ့တဲ့စစ်အစိုးရလက်ထက်2009ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိဒုကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူတီဆိုဝင်ကကာဆာထ6မူဟောင်းဖြစ်ပါတယ်။ကာဆာထ6တာဝန်တွေကိုတော့ကာဆာထ9ကတာဝန်ယူရမယ်လို့သိရပါတယ်။ဒါကြောင့်နေပြည်တော်လုံခြုံရေးကိုကာဆာထ9မူဖြစ်လာတဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကတာဝန်ယူရမှာပါ။ဒုဗိုလ်ချုပ်ကြီးကိုကိုဦးဟာကာဆာထတိမှုတာဝန်ယူခဲ့သူဖြစ်ပါတယ်။အရင်ကာဆာထငါမှုဒုဗိုလ်ချုပ်ကြီးစော်မင်းလက်ကကာဆာထနှင့်မှုဖြစ်လာပါတယ်။ ကာဆာထနှင့်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုတော့အယံအင်အားကိုအပို့ခံခဲ့ရပါတယ်ကာဆာထတော်မူကအရင်အတိုင်းဒုဗိုလ်ချုပ်ကြီးတေစာကျော်ဖြစ်ပြီးကာဆာထလေးမှုနေရာလဲအပြောင်းလဲမဖြစ်ပေဒုဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေပဲဆက်လက်တာဝန်ယူထားတယ်လို့သိရပါတယ်စစ်တပ်ရဲ့ကာကွယ်ရေးမှစစ်စင်ရေးအထူးအဖွဲ့ကာဆာထတွေဟာတိုင်းစစ်ဌာနချုပ်ရဲ့အထက်မှာရှိပြီးကာကွယ်ရေးဦးစီးချုပ်ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ညှိနှိုင်းကုတ်ကဲရေးမှုတို့၃ဦးနောက်မှာအရေးပါသူတွေဖြစ်ပါတယ် ဆက်လက်ပြီးတောင်ကုန်းမြို့ကိုစစ်ကောင်စီလေကြောင်းကပေါင်900နဲ့ဘုံကျဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အာရကတက်တော်အေအေကသိမ်းပိုက်ထိန်းချုပ်ထားသောရခိုင်ပြည်တောင်ကုန်းမြို့ကိုစစ်ကောင်စီလေကြောင်းကပေါင်900ဘုံဖြင့်တိုက်ခိုက်ခဲ့မှုကြောင့်ဖုံးတော်ကြီးကြောင်းပျက်စီးခဲ့ကြောင်းသိရပါတယ်။ယနေ့စက်တင်ဘာ26ရက်နေ့ညနေပိုင်း4နာရီဝန်းကျင်မှာစစ်ကောင်စီလေကြောင်းကနေပေါင်900ဘုံဖြင့်တောင်ကုန်းမြို့ကိုလာရောက်ဘုံကျဲခဲ့သည်ဟုတောင်ကုန်းဒေသခံတအူကသတင်းဌာနကိုပြောပါတယ်။ဂျက်ဖိုက်တာတစ်စီးနဲ့လာပြီးတော့ကျဲတာပါ။ ဒီနေ့၄နာရီ45လောက်မှထင်းနေပေါင်900ဘုံနဲ့လာကျဲတာပါအဲ့ဒီမှာကံပိုင်ရက်ွက်ထဲကဖုန်ကြီးကြောင်ပြက်စီသွားတယ်လူထိခိုက်မှုရှိမရှိကိုတော့မသိဘူးမြို့ကန်တွေကတော်တော်လေးကိုစိုးရိမ်နေကြတယ်ဟုပြောပါတယ်အဆိုပါဘုံကျဲခံရသောတောင်ကုန်းမြို့ပေါ်ကတက်ဦးဖုန်ကြီးကြောင်တီစစ်ကောင်စီများရခင်ကတက်ဆွဲခဲ့သည့်ဖုန်ကြီးကြောင်ဖြစ်ပြီးအေအေကတိမ့်ပိုက်ပြီးနောက်ပိုင်းတွင်ပထမဦးဆုံးအကြိမ်လာရောက်ဘုံကျဲခဲ့ခြင်းဖြစ်ပါတယ် စက်တင်ဘာလ12ရက်နေ့နံနက်ပိုင်းကကြောက်တော်မြို့နယ်တရက်တပင်ကြီးရွာကိုစစ်ကောင်စီပုံကျဲတိုက်ခိုက်မှုကြောင့်ចောင်းသားចောင်းသူ20ဦးသေဆုံးခဲ့ရပြီး22ဦးအထိဒဏ်ရာရရှိခဲ့ပါတယ်။ထို့ပြင်ဩဂုတ်လ25ရက်နေ့ကမြောက်ဦးမြို့ဒိုင်းကြီးရပ်ကွက်ကိုစစ်ကောင်စီပုံကျဲတိုက်ခိုက်ခဲ့ပြီးကလေးငယ်များအပါအဝင်သေဆုံးသူ15ဦးရှိပြီးဒဏ်ရာရရှိသူ18ဦးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလ14ရက်နေ့15ရက်နေ့များတွင်လည်းစစ်ကောင်စီသည်ကြောက်တော်မျိုးရွာမရက်ကွက်အားဂျက်ဖိုက်တာဖြင့်နှစ်ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူ၈ဦးသေဆုံးခဲ့ရပြီးဒဏ်ရာရသူစုစုပေါင်း14ဦးအထိရှိခဲ့ပါသည်။ထို့ပြင်မေလ7ရက်နေ့နနက်09:05မိနစ်အချိန်တွင်လည်းရသေတောင်မြို့နယ်ထွန်းရွေရွာဟောင်းအောင်စစ်ကောင်စီမှဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ရက်သားသေဆုံးသူ12ယောက်ဒဏ်ရာရရှိသူ23ယောက်နဲ့လူနေအိမ်31လုံးဖျက်ဆီးခဲ့ရပါတယ် ဆက်လက်ပြီးနိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွယ်ဟောပြောစည်းရုံးရာတွင်စစ်တပ်ပြုတ်ွယ်ရည်နှင့်စစ်တပ်၏ဂုံတိုက်ခါထိခိုက်စေမှုများမလုံဆောင်ရနှင့်လိုင်းနာရမည်အချက်၉ချက်ကိုတားမြစ်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွယ်ဟောပြောစည်းရုံးရာတွင်စစ်တပ်ပြုတ်ွယ်ရည်နှင့်စစ်တပ်၏ဂုံတိုက်ခါထိခိုက်စေမှုများမလုံဆောင်ရနှင့်လိုင်းနာရမည်အချက်၉ချက်ကိုစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတားမြစ်ထုတ်ပြန်ပါတယ်။ အကြံပေးစစ်တပ်လောက်ကန်ရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ25ရက်နေ့တွင်နိုင်ငံရေးပါတီများအတွက်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြခွင့်တွင်လိုင်းနာရမည့်စီးမြင်စည်းကမ်းများကို ထုတ်ပြန်ရပြီးရှင်းကဲ့သို့ကန့်သက်တားမြစ်ချက်များကိုထုတ်ပြန်လာခြင်းဖြစ်ပါသည်။နိုင်ငံရေးပါတီများအနေဖြင့်ဟောပြောတင်ပြရာတွင်ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းဒါစီလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်ချာအာဏာတည်ထက်ခိုင်မြဲရေးတို့ကိုထိခိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတရားရေးကိုထိခိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကိုလေးစားလိုက်နာမှုမရှိသောဟောပြောမှုများမပြုလုပ်ရန်နိုင်ငံတော်အားကြီးညိုပြက်စေရန်တို့မဟုတ်ဂုံတိတ်ခါထိပါစေရန်ဟောပြောမှုများမပြုလုပ်ရန်တို့တားမြစ်ထားပါသည်ထို့ပြင်စစ်တပ်ပြုတ်ွက်ရေးဖြစ်ပေါ်စေရန်တို့မဟုတ်စစ်တပ်ဤဂုံတိတ်ခါကိုထိခိုက်စေရန်ဟောပြောခြင်းမပြုလုပ်ရန်လူမျိုးရေးဘာသာရေးနှင့်လူအများနှင့်ပတ်သက်၍ပြိပခဖြစ်ပေါ်စေနိုင်သည့်တိခါနှင့်ကိုကျင်းတရားထိခိုက်စေနိုင်သည့်ဟောပြောမှု စီယုံလှုပ်ဆော်ခြင်းမပြုလုပ်ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားပြုသောဟောပြောမှုများမပြုလုပ်ရန်ပညာသင်ကြားခြင်းကိုထိခိုက်ပျက်ကြားစေရန်သွေးထိုးလှုပ်ဆော်ဟောပြောမှုများမပြုလုပ်ရန်နိုင်ငံဝန်ထမ်းများရင်းတို့ဤတာဝန်ကိုခြေပြွန်စွာမထမ်းဆောင်နိုင်စေရန်သို့မဟုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြစေရန်သွေးထိုးလှုပ်ဆော်ဟောပြောမှုများမပြုလုပ်ရန်တားမြစ်ထားပါရယ်စစ်တလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများ၏ဟောပြောစည်းရုံးမှုစာမှုများကိုစီစစ်မိဖြစ်ပြီး ပြင်ဆင်ရေးသားစေခြင်းခွင့်ပြုမိန့်ထုတ်ပေးခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။